ချာမီအမှုမောလနာလို့ခေါ်ရဲ။ယောဘောမြောက်ဖွယ်တရားစကားနဲ့ပြောချင်တယ်။တရားစကားမဟုတ်ဘူးပြောဘူး။ဘုရားဘုရားတရားသံသာဆိုတဲ့ညာသုံးပါးကိုတိုင်တဲ့တိစ္ဆာပြိမေတ္တာဘုရားခါတာသုံးခါတာကိုဥစုပြပါမယ်။ယံကေစီဝိတံဣဒဝါဟုရံဝါ ဒေနာဣဒံဘိဗုဒ္ဓေရတနာပဏိတံဣတိနာသိစေနသုဝတိဟောတုတံကေစီဝေတာဣဒဝါဟူရမသကေသူဝါယရတနာပဏိတံနာရောသမာဓိတထာကေနာဣဒံဘိတာဝေရတနာ နိတံဣတိနာသိစေနတုတိဟောတုယကေစီဝိတံဣဒာဝဟုဘဝံသကေတုဝါယောရတနာပဏိတံနန္ဒောသမာတိကတာကတိနာဣဒာမိသံဃေရတနာပဏိတံဣတိနာသိစေနတုတိဟောတုဤလူလောကတဖြစ်စေတကကလုံးကိုဘယကဘဝ၌ဖြစ်စေ မြတ်ပြန်မှာလောကတိုင်းဖြစ်စေရှိရှိတည်းတော်ယရနာတို့တွင်ဘုရားတိဟူသောယရနာတရားတိဟူသောယရနာသံဃာတိဟူသောယရနာယရနာသုံးပါးတို့သည်သာလျှင်အမြတ်ဆုံးယရနာတံဘူးကြီးမားဆုံးယရနာဖြစ်တော်မူပါ၏ဤမှန်ကားသောသစ္စာတရား၆ခုရှင်များအလုံး Viyaki Paru Sinyadhyā Yama Chamna Jāsi Kondadhi Jesus shared, Una Jota Uten Tomi Biya Uji Hineza Tua Uji Thana Uji Su Jai Nga Jare Mita Su Miyana Udu Gamu Vilu Pini Jare Nungon Rantea Kausen Kau ဒုက္ခပြေရှင်ဥဒုစွာအားဆိုတဲ့ဒီလိုကောင်းစဉ်လေးနဲ့တူတူချင်းချင်းပေါ်ပြပြီးမှဖြစ်ပါတယ်ဒုက္ခပြေရှင်ဥဒုစွာအားဒီမှာဒုက္ခဆိုတဲ့စကားလုံးကမြန်မာဘဝဟာတော့ဟုတ်ဘူးမြန်မာစကားလုံးမဟုတ်ဘူးဘုရားမြန်မာနိုင်ငံမှာဘုရားဘာသာထုံးကားတဲ့နိုင်ငံဘုရားပိဋကတ်တွေ တရားနဲ့နိုင်ငံဖြစ်တဲ့အတွက်ဒါဒုက္ခဆိုတဲ့ပါဠိဝဟာရကိုညမာဟုပြုပြီးမြန်မာဘာသာအနေနဲ့မြန်မာစကားအနေနဲ့ဝေစားထားခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒုက္ခကိုပြောလိုက်ရင်အာလုသိစိတ်ထဲမှာတခုတစုံမကြည်မနာဖြစ်တာလည်းဒုက္ခပဲ။ခန္ဓာကိုယ်ကိုယ်ကိုတိမ်နေခိုင်းနေတဲ့ဒုက္ခဒုက္ခပဲ။ တံကြံသုံးရတယ်သုံးလေးသုံးရတယ်ငါကလည်းသုံးတယ်ဒုက္ခပဲကွာအဲ့လိုအဲ့လိုဒုက္ခဆိုတာမမတော့ဆင်းရဲတာပေါ့အဲ့လိုအဲ့ဆင်းရဲတာအမြဲမဝိပါဠိစကားကိုမြန်မာလူမျိုးများကဝိစားတာပေါ့ဒါဒုက္ခကဆင်းရဲအဲ့ဒီဒုက္ခဘယ်မှာရှာဖြစ်လဲအပြင်းတော့ကြည့် ုက္ခကိုရှာမယ်အင်းနဲ့အာအစုဝေးတဲ့တော့ဒုက္ခကိုရှာတဲ့တော့ကိုကြည့်လို့မရဘူးဒုက္ခဆိုတာဒုက္ခဆိုတဲ့စကလုံးအစုံအနှုံးလို့ရှိအထက်ထရမရှိဘူးဆင်းရဲတဲ့ဘာဝတစ်ခုတို့ဘလို့မှလက်ဆုပ်တဲ့အပြမရတဲ့ဘော မပါလဲလို့ပြီးနိုင်ရင်ဘုရားဓမ္မစက္ကပုရဏသုတ်လို့ပြောတယ်ဓမ္မစက္ကတရားတော်တည်းမှာသာတိဘိဒုက္ခသရတိဒုက္ခပြတိဘိဒုက္ခမရဏံဘိဒုက္ခံအဘိယေတံယောဂောဒုက္ခောပိယေဟိဝိပယောဒုက္ခောဝယံပိစ္ဆန္နတပတိတံဘိဒုက္ခံအဲ့လိုအသေးစိတ်ဟောပြီးမှတံခိတိနပိစုပါဒနခန္ဓာဒုက္ခ ာတိစရတိဝရဏဒုက္ခအကျဉ်းကြီးနဲ့ပြောမယ်ဆိုရင်တဲ့အကျဉ်းချုပ်ပြောမယ်ဆိုရင်ဒီမိတို့ရရှိထားတယ်ဒီခန္ဓာငါးပါးဒီခန္ဓာငါးပါးကိုဘယ်နဲ့ဒုက္ခကိုခေါ်တယ်ဖြစ်ပါလေအဲတော့ဒုက္ခဆိုတာအပြေလောကမှာသွားရှာနေရဒုက္ခဆိုတာကိုယ်ခန္ဓာထဲမှာမရှိဘူးမိမိတို့နေစဉ်နေစဉ် သွားလာလှုပ်ရှားနေအဲ့ဒီဒုက္ခတရားကိုထံဖို့ပြီးလုက္ကံစားတော့နေကြတာဖြစ်ပါတယ်ဒုက္ခဆိုတာခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာရှိဘူးခန္ဓာကိုယ်တွေနဲ့ပါလို့ရှိရဲ့ဘုရားရရှိတာကဒီခန္ဓာကြီးဒါကတော့ဒုက္ခခန္ဓာကြီးပါပဲဒီခန္ဓာကြီးကဒီတော့ဘဝတည်းဘုရားတို့သွားတဲ့အခီးက ်ဘယ်နေ့ဘယ်ရောက်အဘယ်ချိန်ရမှာလူရကီရောက်မယ်ဆိုတာအတိအကျပန်းချကိုတပ်ပတ်မရတဲ့တန်တရားခကြီးဖြစ်နေတန်တရားခကြီးအဆုံးမရှိတာမဟုတ်ရှိအဲ့အဲ့ဒီဆုံးကိုဘယ်နေ့ရောက်မလဲဘယ်ချိန်ရမလဲဒီမှာမသိနိုင်သွားတော့တော့မှာတန်တရားဆိုတာဘာလဲလို့ပြန်နေ ခန္ဓာနိစ္စပฏิပါတိတာသူအယနာနတ်စာအဘုဇေနံဝဒမနံတံတရာတံတာရောဒီပဝုစတိအဒီခန္ဓာကြီးယုတ်နာခန္ဓာဘောနာချက်ဘောယုတ်နာခန္ဓာဒီယုတ်နာခန္ဓာကြီးစင်စက်မပြတ်တဘောဝဘီတဘောတဘောတဘောဆက်ကဆက်ကဖြစ်နေတာကိုလည်းတန်တရာလို့ခေါ်တယ်ဒါတော့တန်တရာဆုံးတာဒီဘဝခန္ဓာအလုံးချုပ်ငြိမ့်တော့ရင် တမ်းလေဆုံးဘယ်ချိန်ကျမှထုတ်ရင်မလဲဆိုတာအခုရဲ့လုံဆောင်ချက်အပေါ်မှာမူတည်ပါလေကြံပြောလို့ရတာခန္ဓာရှိနေရင်ဒီဒုက္ခကရှောင်ပွေလို့ရမယ်ကျော်သွားလို့ရမယ်ဘာကြောင့်လဲဆိုရင်ဒုက္ခဆိုတာဘုရားအတိတ်ကပေါ်လာတဲ့ဒီခန္ဓာငါးပါးကိုပဲဒုက္ခလို့ခေါ်တယ်အဲ့ဒီဒုက္ခက အကြောင်းမဖြစ်လာဘူး။သစ္စာလေးပါးနဲ့မှာဒုက္ခကိုတရားမရှိဘူး။ဒုက္ခဆိုတာဆင်းရဲတယ်ပေါ့။ဒီခန္ဓာကိုယ်ကသမုဒယဆိုတာအကြောင်းပဲ။ဒီဒုက္ခဆိုတာဆင်းရဲအကြောင်းမဲ့ဖြစ်လာမှာမဟုတ်ဘူး။သမုဒယသူလည်းအကြောင်းတရားတဏှာကိုမိမိဘဝကိုတွင်ချင်းတော့တဏှာအဲ့တဏှာကိုအရင်ခံပြီ မရညာအောင်အထုတ်ရတဲ့အဲဒါဘဝဒုက္ခပဲဒီဘဝဒုက္ခကိုသူကဖြစ်စေလိုက်တာလေတဏ္ဏတရားကဘဝကိုလူချင်တဲ့တဏ္ဏတရားကဖြစ်ဝေထုတ်ပေးတယ်အဲဒါကိုဘုရားတဲ့တွေဘဝဒုက္ခကိုပြတ်လို့ချင်ရယ်ဆိုရင်အဲ့ဒီတဏ္ဏကိုဖြတ်တယ်ဘဝကိုလူချင်တဲ့တဏ္ဏကိုပြတ်ခြင်းဒီဒုက္ခမငြိမ့်နိုင်ဘူးအတန်ရယ် ရှည်လျားတယ်လားဒုက္ခလည်းရှည်လျားများအဲ့အဲ့ဒုက္ခဒီခန္ဓာရှိတဲ့အတွက်ဒုက္ခခုဘုရားတွေသိကြည်ပြည့်စုံသွားကြတယ်အုပ်ပိစိတ်တော်ဒီဥစ္စာဖြစ်လာပြီးတဲ့နောက်မှာဒီချိန်မှာအကုန်ပြည့်စုံသွားတယ်အဲ့ဒီပြည့်စုံသွားတာကိုပဲသိတယ်လို့ပြောတာဘာပြည့်စုံသွားတယ်ယုံနာပြည့်စုံသွားယုံနဲ့နာနဲ့ပေါင်းစပ်ရတဲ့ဒီခန္ဓာ ရုပ်ရည်နာခုလုံးပြည့်စုံသွားတဲ့အခါပြည့်စုံသွားတာကိုသိတယ်လို့ပြောတယ်။မန္တန်ကဏ္ဍပတ္တိသိတော့တဲ့ရုပ်ဘခန္ဓာကိုရှာဖွေလို့တွေ့ရမှာလို့ဘာကြောင့်လဲပြည့်စုံသွားကုန်လို့ပြည့်စုံသွားဖြစ်တယ်ပြီးရှာလို့မဖြစ်ဘူးတဲ့။အဲရုပ်နာကတော့သိသွားတဲ့ခန္ဓာကိုရှာမတွေ့ဘူးလို့အဲသိသွားတဲ့ပုဂ္ဂိုလ်ရဲ့ကျေစုတရားတွေဘုလို့ ရှိတယ်တေစုတရားတွေရှိတယ်တန်ရည်ကြတဲ့မိသားစုများအပေါ်မှာအဲ့ဒီပွဲလုံးသွားတဲ့ပုဂ္ဂိုလ်ရဲ့တေစုတရားရှိနေတယ်အဲ့ဒီတေစုတရားကမမြင်ရဘူးဒါပေမဲ့ရှိတယ်ရှိတယ်သိရမယ်ဘာလို့သိရမလဲအသိဉာဏ်နဲ့ပဲကြည့်လို့သိမယ်ပဂတိနဲ့လုံးနဲ့ကြည့်လို့မသိနိုင် အဲ့တော့မိလူကျေးဇူးရှိပုဂ္ဂိုလ်ရဲ့ကျေးဇူးတရားကိုမမေ့ရဘူးသိရမယ်။အဲ့ကျေးဇူးရှင်ကကျေးဇူးရှိတဲ့ပြည်သားကျေးဇူးရှင်များကမိမိတို့ကိုပူကြီးပတ်ဖို့ခဲ့တဲ့အတွက်ကြောင့်ဒီလိုဒီလိုအခြေအနေမျိုးရရှိလာဖြစ်ပါလေ။ဒါကြောင့်မိဘရဲ့မိဘပဲဖြစ်ဖြစ်ပုဂ္ဂိုလ်မှာကျေးဇူးရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်သူတို့ကျေးဇူးခုံမေ့ရဘူး။ ယေရှုမမီးရဲ့ကတိပဒဆိုတဲ့မင်္ဂလာတရားယေရှုစိတ်ထက်တဲ့ယေရှုသိတဲ့မင်္ဂလာယေရှုသိတဲ့ဘာသာမင်္ဂလာကိုခေါ်လဲမင်္ဂလာဆိုတာကုသိုလ်တရားပဲလေအဲယေရှုသိတဲ့အတွက်ကြောင့်ယေရှုသိတဲ့ကုသိုလ်ရဲ့စိတ်အစဉ်ကိုလည်းနှလုံးသားထဲမှာကုသိုလ်ကြီးအားလေးဒီတိုင်းဖြစ်ပေါ်အဲ့ဒါကယေရှုသိတဲ့မင်္ဂလာအဲတော့ဘုရားတို့ ဖြစ်လာတဲ့အရာအားလုံးဒီကုနာဒုက္ခကိုကြည့်တယ်အဲ့ဒီဒုက္ခတရားကိုဘယ်ရာဖျက်ရှားပြီးမယ်လဲဆိုရင်ကုသိုလ်တရားကလည်းဒုက္ခကိုဖျက်ဖျက်ရှားပြီးမယ်လဲသွန်ကြီးသတ်တည်ရှိတယ်ဒါကုသိုလ်ရဲ့ဆွမ်းအားကဘာလဲဆိုရင်ဒုက္ခကိုဖျက်ရှားပြီးမယ်ကုသလဆိုတဲ့နာမည်ကဘုရား အဘိဓမ္မာနဲ့ဒုက္ခကိုဖယ်ရှားပြီးတော့တရားလို့ပြောတယ်။ဘယ်လိုကုသိုလ်ဆိုတာကအာလုံးတည်းတည်းနဲ့ပြီးတော့မိလာဆိုလက်စားတဲ့ပုဂ္ဂိုလ်ကြီးအကုန်လုံးဒီကုသိုလ်ဆိုတဲ့အစစ်ကအချို့အပြည့်သုံးမျိုးရှိတယ်။ကာမကုသိုလ်ရဲ့မေကုကုသိုလ်ရဲ့သဘောတရားကုသိုလ်တွေလိုရှိတယ်။ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်သူ့အစွမ်းနဲ့သူရှိတယ်။ ကာမကုဒ္ဒနဲ့ကာမအလျောက်မေတ္တကုဒ္ဒနဲ့မေတ္တကုအလျောက်လောကဒရာကုဒ္ဒနဲ့လောကဒရာကုဒ္ဒအလျောက်စွာအားရရှိတယ်စွာအင်းရရှိအကောင်းဆုံးအထက်ကအကျဆုံးကုဒ္ဒလောကဒရာကုဒ္ဒအဲ့ဒီလောကဒရာကုဒ္ဒထဲမှာကာမရအဆက်ရရှိတောဒဝတိတရဂံတောဒဝတိနဲ့တရဂံမြေနဲ့ကံမြေရတာနဲ့ဒိစေနောက်ဆုံးရတာမဲ့ဆိုကုဒ္ဒက só a ti vaso. Só a ti vaso. Agora foi a mim. Pelo eu quero fechar. Quando só a água, bem, quando a água é sangue. Tu sei da vida. Camasa, quando eu vou te ler. Camasa, já. Já daí, ele camasa, quando já. A sua já. Camasa, quando fecha, na ideia. အတုတ္တေရလူထက်ရှားပါတော်ရအနေနဲ့ပြတော့အကြံကြီးနဲ့ပြန်ရှာမပြေရှားနိုင်ဘူးသူကတော့မိမိတို့ကကုသိုလ်တစ်ခုလုပ်ချင်တယ်ကုသိုလ်တစ်ခုလုပ်လိုက်ကုသိုလ်စိတ်ရဖြစ်ပေါ်လာတယ်တဏှာတရားချိခံပြီးတော့တိညာနဲ့ရှင်းကုသိုလ်လုပ်တယ်အာရပါရလုပ်တယ်ကုသိုလ်လုပ်တဲ့အခါမှာစိတ်ကမှ ပျော်ပျော်ရွှင်ရွှင်ကြည်ကြည်နုနုဖြစ်ပေါ်လာအဲ့ဒီအခိုက်မှာလောဘမရှိဘူးပေါ့ဒေါသလည်းမရှိဘူးလေအဲ့ဒါမောဇရာတို့ဖြစ်ပေါ်နေတဲ့အခိုက်တန်တလေးမှာအကုသိုလ်လို့ခေါ်တဲ့လောဘနဲ့ဒေါသတွေမရှိဘူးအဲ့ဒီအကုသိုလ်လို့ခေါ်တဲ့လောဘဒေါသတွေဘယ်သူကဖယ်ရှားပေးလိုက်တယ်ဆိုရင်ကုလား ုသိုလ်ကောင်းမှုပြုလုပ်အဲ့တဲ့ပြီးဖြစ်ပေါ်လာတဲ့သူတရားကဖယ်ရှားလိုက်တယ်။ဒါပေမဲ့သူကအာနေနဲ့ပြည်တော့သူဖြစ်တဲ့အခိုက်အလောက်ကိုသူဖယ်ရှားနိုင်။အကြာကြီးလည်းမဖယ်ရှားနိုင်။အာဖြစ်ပေါ်လာရင်ဘောဘောတာဥဒုဥဒုဆိုတာအာလောဘအာလောတာဥဒုရဲ့တဘာဝအာလောဘအာလောဘအမောဟပေါ့။ဒါပေမဲ့ ဟိုခန္ဓာစိတ်ကမေရန်ပန်းဖို့ဒီတဲ့နန္ဒယံနှစ်မျိုးပဲရှိတယ်။စုပေါင်းအလုပ်6ခုတမ်းချုပ်လည်းဥဒုစတရားနဲ့အမှုတရားစိတ်မှာလွန်မှုချက်လည်းတရားခုနလောဘဒေါသမောဟဆိုတဲ့တရားကအမှုတရားအလောဘဒေါသအမောဟအဲ့ဒီခုနတရားတော့ပဲဆက်ကြည့်ရဲဥဒုတရား แต่ภูตุเตยขึ้นมานี้สุเรคุณอัตตุเตยนี้คุณก็แก้ตัวตัดว่าช่างมันภูตุตัดที่จำไว้คุณธุเรสว่าอาจารย์ทุกเดินตัดที่จำอัตตุก็แก้ซินตัวอะไร ရနိုင်တဲ့ကုသိုလ်ပေါ့လက်ကုသိုလ်အဲမဲ့ကုသိုလ်ရအောင်အတုပြန်လို့ဆိုရင်မဲ့ကုသိုလ်ကဖြစ်လာရင်အကြာကြီးတည်မယ်ဟောတဏှာကြီးဆိုတဏှာကြီးတဏှီတဏှီကိုဆိုတဏှီကိုဓမ္မဆိုဓမ္မလို့အဲ့လိုဖြစ်အဲတပတ်လို့ဖြစ်တယ်ဆိုရင်တပတ်လုံးလုံးအကုသိုလ်စိတ်ကမဝင်တရက်ဖြစ်ရင်တရက်လုံးလုံးအကုသိုလ်စိတ်မဝင်ဟော 反正我还有每个孤独的，来呢，生在西的孤独皮的，不长，阿孤独如果呢，谁你记得不？啊，大家的孤独，天天在家里白想很的，都每个多了，都在孤独，啊，都都现在都，阿孤独阿孤独，但奶奶心安白多，不打扫的，打理的理的。 လေရောက်ကြပြီဆုံးသွားအမိဘရဲ့ဆွေမျိုးတွေညီမပေါ်မှာနဲ့ဆုံးသွားအဲ့ဒီအတွက်လည်းဒီမှာသောကတာလို့ပြောလို့တော့ဒီပဋိလုံအောင်ပြောက်ယူဖို့တော့တဖြစ်သွားအခုပဲဘုရားနဲ့ပြည့်တဲ့ကမှာဘုရားရှင်ကသူ့ရဲ့နှလုံးသားထဲမှာအစိမ့်တန်ပြမှာနဲ့ကုသိုလ်တရားတွေ ထက်သွင်းပြီးအစိဒံမြင့်မားတဲ့မက်ကူတွေထက်သွင်းပြီးအဲ့လိုအစိဒံမြင့်မားတဲ့မက်ကူတွေထက်သွင်းလိုက်ပြီးလိုက်တဲ့အခါမှာအော်သူ့မှာဖြစ်နေတဲ့ဆင်းရဲဒုက္ခအားလုံးပြေတော့တာအဲ့ဒါအားရှိတဲ့မက်ကူရဲ့အစွမ်းကြောင့်ဒုက္ခတွေအားလုံးချုပ်ငြိမ်းသွားတယ်ဒါတကယ်လို့လောကုတ္တရာကုသိုလ်ကိုစေနာမြင့်မားတဲ့ကုသိုလ် နောက်ဆုံးရိရာဒံဝဲဆိုတဲ့ကုသိုလ်အဲ့မှာပါသွားတယ်။ရာဒံဝဲဒုစွမ်းအပံသွားလို့ကိလေသာတွေအလုံးချုပ်ငြိမ်းနိုင်တာဖြစ်ပါတယ်။အကြံနဲ့အောက်ကအောက်မဲ့တွေရှိတာကိုတောတာပတိမဲ့၊ဒါကညုမဲ့၊ဒါကညုမဲ့အဲ့ဒီမဲ့တွေကိလေသာအလုံးကိုပယ်နိုင်တယ်။သူ့ဆင်းတဲ့သူပယ်နိုင်တယ်။အဲ့ဒီမဲ့လို့မဲ့တစ်ခု

ောက်ကအရိယာပုဂ္ဂိုလ်တွေကိလေသာတိုင်တာတခုတည်းရှိတယ်။ဒါပေမဲ့အဲဒီကိလေသာတရားတွေကသူတို့ကိုဒုက္ခမပေးဘူး။ဘုရားတရားမှာရှိရတဲ့ကိလေသာကဘဝအဆက်ဆက်ကိုဒုက္ခပေးသွားနိုင်တယ်။အော်အဲတော့ဘုရားကဒုက္ခဆိုတာအကြောင်းပဲဖြစ်တာပေါ့ဘု။လောဘကဒုက္ခသမုဒယဆိုတဲ့အတိုင်းပေတာလောဘချ ။အော်ဒုက္ခဆိုတဲ့အရာကိုဖြစ်ပေါ်လာတယ်။ဒီတော့ဘုရားဒုက္ခနေရှိခြင်းတော့ဒုက္ခကိုနေရှိနိုင်တဲ့သဘုတ္တရားခေါ်တဲ့တွေ့တာမှုကိုပြတ်ပြတ်မှန်ဆွမ်းရှိတဲ့ကုသိုလ်တရားကိုပွားများအထောက်အကူဖြစ်ပါတယ်။ပစ္စည်းပစ္စည်းဟောကာမဝဇ္ဇကုသိုလ်ဝေကုသိုလ်အဲ့ဒီဒီသွားပေါ့ အဲ့ဒီဒီသွားမှာဩဒုက္ခအာလုငြိမ်းနိုင်မှာဖြစ်ပါလေကုသိုလ်ရဲ့သွားအားကဒုက္ခကိုငြိမ်းစေနိုင်တယ်ဒုက္ခကိုရှင်းလင်းပြတ်တယ်အဲ့ဒီတော့ဘုရားတို့လည်းဘဝဒုက္ခငြိမ်းချင်ပြီးတော့ဩအဲ့ဒီဒုက္ခအာလုကိုဒုဒုက္ခလို့ခေါ်တဲ့ဒီဘဝပုံမှာတွေ့တာတဲ့ဒုဘဝဆိုတာဒုက္ခလောဘတဏ္ဍာ အဲဒုက္ခကိုဒုက္ခလို့အထင်မှားပြီးလို့ကလူချင်းနေတာလူချင်းရဲ့အတွက်ကအဲ့ဒီဒုက္ခဆိုတဲ့ခန္ဓာကိုယ်ကြီးမရရအောင်ဘဝပေါင်းများစွာဆုဆောင်တာကဲဆုဆောင်ခဲ့တယ်အဲဆုဆောင်ခဲ့တဲ့အတွက်ကြောင့်ဘဝရတယ်အဲ့ဒီဘဝကတကယ်တော့ဒုက္ခရပြီးမှတော့ဘယ်ရမှာတော့တည်တယ်ကိုဘိုးလူဒီနေ့ကလည်းရှိတော့အဲ့ဒီရှိချာ ောင်းလို့အကြီးပြည့်စုံတဲ့ဘုရားဒုက္ခတွေများကြီးရဘာကြောင့်ဘုရားကဒီအဲ့ဒီဒုက္ခကိုတွေ့ရတာခန္ဓာရှိလို့အဲ့ဒီဒုက္ခတွေ့တော့တကယ်လို့ဒါခန္ဓာမရှိဘူးဘုရားဘဝကိုလူကြီးတဲ့လောဘတဏ္ဍာခန္ဓာကိုခန္ဓာရတဲ့ဒုက္ခကိုစုစမ်းမထားဘူးဆိုရင်ခန္ဓာလည်းမဖြစ်ခန္ဓာမဖြစ်ရင်အဲ့ဒီဒုက္ခကလည်းလွတ်တော့မှာဘယ်လိုမှတွေ့ကြုံတွေ့ကြုံရင်းဆိုင်တာမှန်စရာအကြောင်းမရှိဘူး ဒါလို့ဒုက္ခနဲ့တွေ့ရတယ်ဆိုတာဒီခန္ဓာရှိလို့ဒါကဘုရားကမြစ်စွာတဲ့လက္ခဏာဒုက္ခဘုရားရရှိလာတဲ့ခန္ဓာ၅ပါးဒီဒုက္ခကြီးပဲအဲ့ဒီခန္ဓာမှာခန္ဓာ၅ပါးဆိုတဲ့ဒုက္ခတရားကိုဖယ်ရှားဖို့ကုသိုလ်စွာအားဖြင့်ဖယ်ရှားရမယ်အာရှိစုတို့တရားကမဲ့တို့ဖြစ်ပါလေအဲဒီမဲ့တို့ရတဲ့ ဝိပဿနာဘာဝနာနဲ့ကြာယူရမှာဖြစ်ပါလေအခုကြာယူတဲ့အခြေခံမှုတွေကကာမောဒရာကုသိုလ်ဒါပေမဲ့ကာမောဒရာကုသိုလ်အခြေခံမှုရှိနေပေဟိုအထက်လက်ကိုမဲ့ကိုရောက်ရောက်မှရှင်းနိုင်ဘူးအခြေခံကာမောဒရာကုသိုလ်ကစားပြီးနောက်ဆုံးကိလေသာအားကိုဖယ်ရှင်းနိုင်တဲ့တတိရှိတဲ့ဘက်ထိသွားမှာဖြစ်ပါလေအဲ့တော့ချုပ်လဲတော့ကုသိုလ် များသည်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်သူ့တိုင်းတာနဲ့သူဆင်းရဲဒုက္ခကိုဖယ်ရှားနိုင်တဲ့စွမ်းရည်ရှိရဲ့ဒါကဘို့ဒုက္ခဖယ်ရှားကုသိုလ်စွမ်းအားဒီတရားကောင်းစဉ်နေတဲ့ဟောပြောရှင်းပြပြီးတော့ဖြစ်ပါလေအခုလိုမိမိရဲ့ကျေးဇူးရှင်တို့ကျေးဇူးဆတဲ့ကုသိုလ်တရားတွေတရားတော်ကိုနိုင်ရတဲ့ကုသိုလ်တရားတွေစိတ်ကောင်းနှလုံးကောင်းတဏှာတရားကိုချီးခံတာပေါ့ မြေယုံကြည်ချက်တဲ့တရားများကိုချေခံပြီးဉာဏ်ဉာဏ်နဲ့ဒါနကုသိုလ်လေးသီလကုသိုလ်လေးဘာဝနာကုသိုလ်လေးရရှိလာပြီဖြစ်ပါလေရရှိလာတဲ့ဒါနသီလဘာဝနာကုသိုလ်ရဲ့ဆွမ်းအားချမ်းလူရှင်များအားလုံးအန္တရာယ်ကင်းပြီးရှေ့ပြီးကောင်းကျိုးချမ်းသာအပြားရာတို့ကိုအတိအတိရရှိလုံးစုံခံစားနိုင်ကြစေကုန်သည် ကဲဒီစတန်ဒါရအောင်ဒီစပကနဲ့ဆိုကြမယ်ဤဓမ္မိပုံညာနိဗ္ဗာန်တဣစယောဟောတုယနေ့ယခုယေရှုရှင်ဘုနာတော်တဲ့ဥတ္တုဒုတိယဝန်ကြီးညေဆောင်းဥဒိဌာနကိုယေရှု၏ ြုလို့အထောက်ရတော့ဤကုသိုလ်ဆုစုသည်နိဗ္ဗာန်ရောက်ကြောင်းဆင်းရဲကိကြောင်းအထောက်ပံ့ကောင်းဖြစ်ပါစေဤမံပေါ်ကြပါကံသဗ္ဗတ္တနံဒီမဤကုသိုလ်ဤအဘုဘာခကိုအထူးအဖြစ်ကျေးဇူးရှင် ုတေတုပါအမြအမြအမြမိမိကြပါကိုယ်ဤဒုပတဘာကျေစုကြည်ပါမိဘဘူပါဆရာသမားများကိုအစထား၍သုံးဆက်တဘောကျေလည်ကုန်သောအာလုံးသောတတ်တော်တို့အားအမြမိမိကြပါကိုယ်ဤ